မင်းကောင်းရင်ငါမဆိုးပါဘူးလို့မပြောနဲ့မင်းမကောင်းလည်းငါမဆိုးပါဘူးပဲပြောရပါမယ်နော်သူကောင်းကောင်းမကောင်းကောင်းကိုနဲ့မဆိုင်ဘူးကိုကောင်းအောင်လုပ်မယ်ဆိုစိတ်ဓာတ်ကူထားလက်ဆောင်ပြန်ဟောတဲ့တန်လေခသုတ်တံမှာအဲ့ဒီတိုင်းပဲလက်ဆောင်ပြန်သူကောင်းကောင်းမကောင်းကောင်းငါကောင်းမယ်သူမကောင်းတဲ့ငါနဲ့ဘာမဆိုင်အဲခုခေတ်လူတွေကတော့အဲ့လိုမဟုတ်ဘူးနော်မင်းကောင်းရင်ငါမဆိုးပါတဲ့မင်းဆိုးလို့ငါဆိုးတယ်ပေါ့ အတိပဲတော့နော်ပြီးတော့ချိန်ချောက်တဲ့စကားလေးကပါသေးတယ်တီးခန့်တယ်ဆိုတာအတိုင်းတားရှိတယ်နော်တဲ့ကွန်ဒီပကမှုဆိုတဲ့အတိပဲချိန်ချောက်လိုက်သေးတယ်နော်တော့အဲ့ဒါတွေကမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိဘူးတီးခန့်တယ်ဆိုတာငါအတိုင်းတားမထားဘူးဒီလိုပြောမှပဲပိုပြီးတဘာဝကြနော်တီးခန့်တယ်ဆိုတဲ့သဘောဟာမှ အကန့်အသတ်မထားဘူး ံမာပဲအတိခံမာပဲဒီလိုထားရမှာမင်းကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေငါကောင်းမယ်ဆိုတဲ့စိတ်ဓာတ်ကိုမူပြီးပါမယ်ပေါ့ဒီလိုဖြစ်ရအဲဒီဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ချမ်းသာဒုက္ခကိုရှာတယ်လို့ဆိုတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ချမ်းသာဒုက္ခကိုရှာတယ်မေတ္တာနဲ့ချမ်းသာဒုက္ခကိုရှာမယ်ကရုဏာနဲ့ချမ်းသာဒုက္ခကိုရှာမယ်မုဒိတာနဲ့ချမ်းသာဒုက္ခကိုရှာမယ် ကောင်းမြတ်တဲ့သဘာဝတရားတွေနဲ့ချမ်းသာဒုက္ခကိုရှာရင်မိမိလုပ်တဲ့လုပ်ရဟာတစ်ဖက်သားကိုလည်းမထိခိုက်ဘူးကိုယ်ကိုလည်းမထိခိုက်ဘူးသူတော်ဘာကိုလည်းမထိခိုက်ဘူးမထိခိုက်တဲ့အတွက်ကြောင့်သူလည်းချမ်းသာကိုယ်လည်းဝမ်းသာဟောနှစ်ခုသူလည်းချမ်းသာကိုယ်လည်းချမ်းသာအဲ့ဒါလို့နီးမျိုးဖြစ်အောင်ဘုန်းကြီးတို့တွေကြိုးစားခြင်းဟာရဗုဒ္ဓရဲ့အဆုံးမနဲ့ဒီချမ်းသာဒုက္ခကိုရှာခြင်းပဲလို့ဒီလိုဆိုတာနောက်ကမှလူတွေဟာ ကိုယ်ဆင်းရဲမှကြောက်လို့တစ်ဖက်သားဘာဖြစ်ဖြစ်ဆိုတဲ့စိတ်ဓာတ်တွေမွေးတာမှန်ကတော့စဉ်းစားလိုက်မယ်ဆိုရင်ဒီနှိုင်းရှင်လေးလံကြည့်မယ်ဆိုလို့ရှိရင်တော့အော်သူလည်းချမ်းသာကျင်တာပဲငါလည်းချမ်းသာကျင်တာပဲငါအတွက်နဲ့တော့သူစိတ်မဆင်းရဲပါစေနဲ့ဒီလိုနှလုံးသွင်းပြီးတော့သာချမ်းသာသူဟာရှာတဲ့လေပေါ့